အလောက်ကအခုမှပြီးတယ်ဗောနော်အလောက်ကအခုမှပြီးတယ်အချိန်ကတော့ည7:00နာရီရှိပြီဗောနော်အဲ့တော့အခုမှအလောက်ကနေပြီးတော့အိမ်ကိုပြန်ကားမယ်ဘာလို့လဲဆိုတော့အခုလတွေကကြတော့ဒီမလေးရှားမှာဗောနော်ဒီ9:00ပိုင်းနေမှာဆိုလို့ရှိရင်ဆောင်းမွေးပွဲတွေကဖြေကြတော့မှာလीเนาะသူတို့က တစ်နှစ်ကိုနှစ်ခါလာမသိဘူးဆောင်းမီပွဲဖြည့်တယ်ပေါ့နော်အဲ့တော့ကိုရီဆိုင်ရကြတော့ printing လုပ်တဲ့ဆိုင်ဖြစ်တဲ့အတွက်ဒီကျောင်းဝမိကွန်းစာရွက်တွေကိုကလေးတွေစာမီပွဲဖြည့်မယ်မိကွန်းစာရွက်တွေပေါ့နော်ကြာဒီဆိုင်မှာ print ထုတ်ကြတယ်ပေါ့နော်အဲ့တော့ကိုကအလုတ်ကဒီလတွေကအရန်ပဲအလုံများတယ်ပေါ့နော်အဲ့တော့အခုမှပဲအလုတ်ပြန်ရတယ်ပေါ့နော်ညာဘက်ကလည်းလေးလေးကအေးနေရပဲလေးလေးကအေးနေရပဲအခုကတော့ ဒီအိမ်ကိုပြန်တော့မယ်ပေါ့နော်အိမ်ကိုပြန်တော့မယ်အိမ်ကလည်းအရန်ကြီးတော့မဝေးပါဘူးဒီနားလေးမှာပဲဒီအလုံးနားလေးမှာပဲပြန်ပြောင်းပြီးတော့หนีလိုက်တာဆိုတော့လေหนีလိုက်တာဆိုတော့ဒီหนีတယ်ပေါ့နော်หนีတယ်หนีတယ်ဆိုတော့ဒါအခုတော့ပြန်ပြီပေါ့နော်မလေးရှားမှာကတော့ပြောချင်တာကတော့အခုရဲ့အလုတ်ကိုင်းလေးတွေအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဘာလို့မပြောင်းအလုတ်မပြောင်းစေချင်ဘူးပေါ့နော် အနေရတာလည်းနည်းနည်း safety ဖြစ်တယ်အလုပ်ကလေးလည်းကောင်းတယ်ဆိုလို့ရှိရင်တော့အလုပ်တောင်တောင်မပြောင်းစေချင်ဘူးလို့ဆိုတော့အခုအချိန်ကာလကကြတော့အလုပ်ကရှားတယ်အလုပ်ကရှားရဲဆိုတာကဟိုလာတဲ့လူတွေကအရင်များတယ်ပေါ့နော်လာတဲ့လူတွေကအရင်များတဲ့အခါကျတော့အလုပ်ကတိတ်မရှိတော့ဘူးပေါ့နော်အဲ့တော့ အာအခုကြောက်တဲ့လူတွေဆိုလို့ရှိရင်တော်တော် များများပါဗောနော်အလုတ်ချက်ချင်းမရတာများတယ်ဗောနော်အရင်တော့ကကြူရောက်နေတဲ့လူတွေပြောတာလဲအရင်တော့အလုတ်ရှာတာတိတ်မခတ်ဘူးဗောနော်အလုတ်ပေါ်တယ်လူနေတယ်ဗောနော်အခုကကြတော့ကိုယ့်ရဲ့တိုင်ပြီးရအခြေအနေမကောင်းတဲ့အခါကျတော့အလုတ်ကရှာတာခတ်တယ်ဗောနော်အလုတ်ကရှာအလုတ်မှာလူလူတဲ့နေရာတွေကရှာသွားတယ်အဲ့တော့အလုတ်တစ်ခုနဲ့တစ်ခုပြောင်းဖို့လို့အလုတ်ရှာဖို့လို့လူရောက်လူတိရောက်လို့ဗောနော်အလုတ်ရှာဖို့လို့ဆိုတာတွေကအရန်ကို ခတ်တယ်ပေါ့နော်အဲ့တော့တတ်နိုင်ဆုံးကိုယ့်ရဲ့လုပ်ကလေးမှာတိခံပြီးတော့လုပ်ကြပါလို့ပဲပြောခြင်းတယ်ပေါ့နော်အခုကတော့ဒါပြန်တဲ့အိမ်သားလေးပေါ့နော်ဒါပြန်တဲ့လမ်းလေးပေါ့နော်ကိုရီဆိုလဲအလုံများလို့ရှိရင်အဲများသလိုပေါ့နော်ဒီညာနဲ့တက်အထိအလုံးလုံးရတယ်ဒါပေမဲ့မလေးရှားမှာကတော့များသောအဖြစ်တစ်သေးတွေကအလုံးလုံးလို့ရှိရင်တော့တန်တန်ကြီးပေးတာများပါတယ်တန်တန်ကြီးပေးတယ်ပြီးတော့ အာကျမတို့ဇုံရတဲ့တတိဆိုတော့ဒါလို့ဒီမားပေါ်မှာလဲ respect ရှိရပေါ့နော်အရန်လဲကောင်းတယ်စိတ်ကောင်းလဲအရန်ရှိရပေါ့နော်အဲ့တော့ဒါအခုပြန်မဲ့အိမ်ဆိုရင်လဲဒါအဲ့ပြန်လို့ရှိရင်ပေါ့နော်ပို့ပြီးတော့ အဆင်ပြေအောင်အလုပ်များတဲ့အခါပေါ့နော်အလုပ်များတဲ့အခါကြလို့ရှိရင်ညာဘက်တွေဘာတွေပြင်ရတယ်အဲ့တော့ဝေးလို့ရှိရင်ကျမတို့အတွက်အန်ဒီရဲ့ရှိမှဆိုးလို့ပေါ့နော်ပို့ပြီးတော့အဆင်ပြေအောင်ဆိုပြီးသူကပဲဒါသူ့ငွေချင်းအိမ်ကိုငှားပေးထားတာပေါ့နော်ဒါကျမတို့အလုံးနဲ့လမ်းလျှောက်မယ်ဆိုရင်တော့ဒါအလုံးနဲ့အိမ်ကိုလမ်းလျှောက်မယ်ဆိုလို့ရှိရင်တော့15မိနစ်လောက်ပဲ ကြရတယ်ပေါ့နော်10မိနစ်15မိနစ်တလောက်ပဲကြာရတယ်။ဒါပေမဲ့ဒီကားလိုဆိုင်ကလေးနဲ့ဆိုတော့ဘလောက်မှမကြောက်ဘူးပေါ့နော်။အခုဒါပြီးလို့ရိုက်တာနဲ့အိမ်နာကိုရောက်တော့မယ်ပေါ့နော်။ဒီနာကရက်ွက်ကလေးတည်းမှာပဲပေါ့နော်။သူငွေချင်းအိမ်လေးကိုငှားပေးတာပေါ့နော်။အခုဆိုတော့ဒါအလုံများတဲ့ရက်တွေ OT ဆင်းရတဲ့ရက်တွေဆိုလို့ရှင်တော့ဒါအရန်အဆင်ပြေတယ်ပေါ့နော်။အိမ်အိမ်နဲ့အလုံနဲ့နီးရဲ့အခါကြတော့လေ။အဲပစ္စည်းမေးကြံလို့ပြန်ယူတာမျိုးပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဆိုတော့အိမ်နာလေးနဲ့အိမ်နဲ့အလုံးနဲ့ညီတော့ ပြန်ပဲအဆင်ပြေပါတယ်ဒီမှာဗောနော်ဒါကတော့အိမ်မှာရောက်တော့မယ်ဗောနော်အဲလမ်းထဲကိုရောက်လာပြီဗောကျတော့ရောက်လာပါပြီအလုံးပဲကိုနိုင်ငံအဆင်ပြေလို့ဗောနော်သူများနိုင်ငံမှာလာလောက်ကြတာဖြစ်တဲ့အတွက်ဗောနော်ဆက်ဆက်ရာတိခံပြီးတော့နေကြပါလောက်ကြပါအဆင်ပြေကြပါစီလို့ပဲဆူတောင်းပေးပါတယ်အိမ်ရောက်ပါပြီဘိုင်ဘိုင်